နောက်ထပ်သတင်းမှာတော့ဆူဒန်နိုင်ငံကအစူလိုက်အပြုတ်လိုက်တက်ဖြတ်မှုကိုဂျိုတူဓာတ်ပုံတွေကတက်တည်ခံနေတဲ့ဆိုတဲ့သတင်းကိုပြောပြပါမယ်။ဆူဒန်နိုင်ငံကပြည်တွင်းစစ်အတွင်း RSF တပုံတွေတိုက်ပိုက်ထားတဲ့ဒါဖာမျိုးအစစ်အမှန်ဖြစ်ကြောင်းအတီးပြုလို့ရတဲ့ဗီဒီယိုရုပ်ပုံတွေနဲ့ဂျိုတူကရိုက်ထားတဲ့သွေးကွက်တွေကဒါဖာမှာအစူလိုက်အပြုတ်လိုက်တက်ဖြတ်မှုတွေဖြစ်နေတဲ့ဆိုတာကိုအတီးပြုလို့ရတယ်လို့နိုင်ငံတကာသတင်းတွေမှာဖော်ပြပါဗျာ။ အခုညီပေးအဖွဲ့ကတော့ရက်ဆက်ကြံကြုံတဲ့ပြည်တွင်းစစ်အောက်မှာဒါဖာဒေတာမှာရှိတဲ့တိုင်းနဲ့ချီတဲ့လူတွေဟာလူအခွင့်ရေးချိုးဖောက်မှုနဲ့တက်ဖြတ်ခံရမယ့်အန္တရာယ်ကြုံတွေ့နေရတယ်လို့တတိပေးထားပါတယ်။အလျင်မြန်ပတ်ပေါ်ရေးတပ်ဖွဲ့ RSF လို့အမည်ပေးထားတဲ့တပုတ်တပ်ဖွဲ့တွေကအော်တိုဗာလက်ကိုပိုင်းမှာဒါဖာမြို့ကိုသိမ်းပိုက်နိုင်ခဲ့တာပါ။ အစူလိုက်ပုံလိုက်ရှိနေတဲ့အလားရီနဘေးနာမှာသွေးတွေစွန်းထင်းနေတာကိုဂျိုသူဓာတ်ပုံတွေကသစ်မြင်ကြရတယ်လို့ဆိုပါတယ်အလားတွေအစူလိုက်ပုံလိုက်ကိုလူနေရက်ွက်တွေမြို့စင်ချင်ဖုံးတွေနဲ့ဆူဒန်စစ်သက်တပ်စခန်းတည်နေရာတွေမှာတွေ့နေရတယ်လို့လူထုကျန်းမာရေးကြောင်းလူသားချင်းစာနာမှုဆိုင်ရာသုတေသနဓာတ်ခွဲခန့် HRL ကပြောပါတယ် တန်တရားဖြစ်เสียကောင်းတဲ့တက်ဖြတ်မှုတွေဟာမြို့ကို RSF တပ်ဖွဲ့တွေထိချုပ်လိုက်ပြီး82နှစ်အရွယ်အသွင်းမှာဖြစ်ပွားခဲ့တာလို့ HRL ဓာတ်ခွဲခန့်ကအမေရိကန်လူအခွင့်အရေးနဲ့စစ်ရဲဇဝမှုစုံစမ်းစစ်ဆေးသူ နေသန်နီယယ် ရီမိုကပြောပါရီး ဆူဒန်နိုင်ငံမှာအစိုးရစစ်တပ်တွေနဲ့ RSF တပုတ်တပ်တွေကြားပြည်တွင်းဆင်ဟာ2023ခုနှစ်ကစလို့ဖြစ်ပွားခဲ့တာဖြစ်ပါတယ်အော်တိုဗာလ26ရက်မှာတော့ RSF တပုတ်တပ်ဖွဲ့တွေကဒါဖာမြို့ကိုတိုက်ပိုက်ခဲ့ပါတယ်။အဲဒီနောက်အော်တိုဗာလ29 28ဆလို့အစုအပြုံလိုက်တပ်ဖြတ်တဲ့အထောက်အထားတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ အဓိကအနေနဲ့တော့ RSF က RM ဟုတ်တဲ့ဒေသခံတိုင်းသားတွေကိုအစုလိုက်အပြုတ်လိုက်တပ်ဖြတ်နေရဲဆိုတဲ့ဆွတ်ဆွဲချက်တွေဖြစ်ပေါ်နေရလဲဖြစ်ပါတယ်